အရိယပုဂ္ဂိုလ်မြတ်တွေကိုကြီးညိုသိရှိခွင့်ရဟောဒီသုတ်တံကဟောပြထားတယ်။ကောင်းပြီအရိယပုဂ္ဂိုလ်တွေရဲ့နှလုံးအိမ်ထဲမှာပုဂ္ဂိုလ်မြတ်တွေရဲ့နှလုံးအိမ်မှာဘယ်လိုအနေထားရှိတယ်လဲဆိုရင်သူတို့နှလုံးအိမ်ထဲမှာဟောဒီသဘာဝတရား၅မျိုးလုံးဝရှင်းနေရပြီ။ အရိယပုဂ္ဂိုလ်ရဲ့နှလုံးအိမ်မှာသဘာဝတရား၅မျိုးလုံးဝရှင်းပြီးတော့ဖယ်ရှားထားပြီးသားဖြစ်နေတဲ့နှလုံးအိမ်ဖြစ်ရအဲ့ဒီသဘာဝတရား၅မျိုးဆိုတာဘာလဲထိုသုတ်တံမှာမြတ်စွာဘုရားကစကားလေးတစ်ခုတွင်ဟောလိုက်ပင်စင်ကဝိပ္ပိနောဒီအချက်၅ချက်ကိုဖယ်ရှားထားတဲ့နှလုံးအိမ်ဖြစ်ရဒီအချက်၅ချက်ဟာ လူပုဂ္ဂိုလ်တည်းဥတယောက်ရဲ့တဏ္ဍာမှာကြီးစိုးနေမယ်သို့မဟုတ်ရှိနေမယ်ဆိုရင်ဒီပုဂ္ဂိုလ်ဟာပုဂ္ဂိုလ်များမဖြစ်နိုင်ဘူးပုဂ္ဂိုလ်များဖြစ်သွားပြီဆိုလို့ရှိရင်ဟောဒီတရား၅မျိုးရဲ့သူ့ရင်ထဲနှလုံးထဲကထေရှားပြီးသားဖြစ်ရနံပါတ်၁ကကာမစ္ဆန္ဒကာမဂုဏ်အာယုန်နေနဲ့ပတ်သက်တဲ့ခန္ဓာလူတဲ့စိတ်ဆန္ဒတဏ္ဍာ ကံကုံအာယုံနဲ့ပတ်သက်ပြီးခံစားလို့ကာမဆိုတာဘာလဲကာမဆိုတာနှစ်သက်စရာအာယုံတွေကိုကာမလို့ခေါ်တယ်အဲ့ဒီနှစ်သက်စရာအာယုံတွေကိုနှစ်သက်နေတာကိုကာမစ္ဆံလူလားတောင်းတနေတာကိုကာမစ္ဆံဆိုပါလို့လူတွေရဲ့မျက်စိကနှစ်သက်စရာကောင်းတာလှတာပါတာကြီးခြင်းနဲ့ တာယာတဲ့အတန်လေးကိုနားထောင်ခြင်းနဲ့မွေးကြိုင်တဲ့အတန်လေးတွေကိုယူခြင်းနဲ့ကောင်းမြတ်တဲ့အရာသာလေးကိုအရာသာခံခြင်းနဲ့အထီးတွေ့ကောင်းတာလေးနဲ့ထီးတွေ့ခြင်းနဲ့ဆိုဒီစိတ်တက်ကလေးရှိတယ်။တာမန်ပုဂ္ဂိုလ်ကဒါကိုလိုက်ရှာကြ။ယသီယနာရပါရကြီးကိုလိုက်ရှာ။ကိုနိနာမှာရှိရင်ကြီးမယ်။မရှိရင်လိုက်ရှာ။နာရလေတာယာတဲ့အတန် နတ်တော်ညင်နေမရှိရင်လိုက်ရှာမယ်ခဏဤယူမယ်နှာခေါင်းကလည်းမွေးကြိုင်တဲ့အနတ်ရကျင်နေမရရင်ရအောင်ရှာတယ်လျာကလည်းကောင်းတဲ့အရာသာခံစားကျင်နေမရရအောင်ရှာခန္ဓာကိုယ်ကလည်းအထီးတွေ့ကောင်းတာလေးတွေထိတွေ့ကျင်နေမရှိရင်ရှာကြံပြီးတော့လုပ်တယ်အဲ့ဒီလိုစိတ်ဆန္ဒ ာယုံ၅ပါးကာမဂုဏ်တရားတွေပေါ်မှာလူလားနှစ်သက်တွေ့တန်းနေတဲ့ကာမိသန္တဆိုတဲ့ဒီတဘာဝတရားနှောင်းမှုကြီးစိုးထားတာမရှိရဘူးတဲ့အဲ့ဒီပုဂ္ဂိုလ်မြတ်ရဲ့နှလုံးသားထဲမှာကာမိသန္တတရားဆိုတာလုံးဝဖယ်ရှားထားမြတ်ဆိုကာမနဲ့ပတ်သက်တဲ့လူကျင်တဲ့သန္တာသူ့မှာလုံးဝမပေါ်တာဖယ်ရှားထားတယ် ကာမအာယုန်တွေကဝေးတဲ့နေရာကိုနှစ်သက်တယ်။ကာမအာယုန်ကဝေးတဲ့နေရာတွေကိုနှစ်သက်ပြီးတသိဉ္ဇဉ်တက်မှုညံ့လို့တဲ့ပုဂ္ဂိုလ်။ကာမိသ။အေးလူစရာကောင်းတာလိုချင်တယ်။ကောင်းတာတွေကိုခံစားချင်တယ်။တဏှာရဲ့သဘောထား။ကောင်းတာတွေမရဘူးဆိုလို့ရှိရင်စိတ်ညစ်တယ်။ ရပြီးတဲ့နောက်လက်လွတ်ဆုံးရှုံးသွားလို့ရှင်လေဝမ်းနေတတ်တယ်ဒါလူရဲ့ဒါကြောင့်မို့ကာမိသန္တာပြီးရင်နောက်ထပ်ဖယ်ရှားရမှာဖြာပါဒဖြာပါဒဆိုတာကိုယ်အလိုချလို့ရှိရင်လောဘဖြစ်တယ်အလိုမချဘူးဆိုရင်ဒေါသဖြစ်တယ်လောဘရှိနေသေးရင်ဒေါသကလာနေမှာပဲဒါဖြစ်လို့အလိုချနေသေးရင်လောဘအလိုချနေတာ ပြောင်းဆုံးသွားလို့ရှိရင်လည်းဒေါသပြီမကြည်မနှဖြစ်တဲ့စိတ်ထဲမှာခံမြင်းလေဆိုလို့အဲ့ဒီဂျာဘာရဆိုတဲ့တရားစုဟာလည်းပုဂ္ဂိုလ်များရဲ့နှလုံးသားထဲမှာလုံးဝကင်းနေမှာရှိတယ်။ဒါလည်းရှိရ။နောက်တစ်ခုကဌိနမိတ်တ။ဌိတမိတ်တဆိုတာကမ္မထာအာယုံပေါ်မှာစိတ်ကလေးပို့တင်လိုက်တာနဲ့တကြိုင်နဲ့ ထိုးစိတ်လေးကဆုံးနေလားအလုံးဝဖြစ်ချင်းတော့လားကောင်းတဲ့အရာကိုတွေးလိုက်လို့ရှင်စိတ်လေးကနန်းဆန်းခြင်းမရှိဘူးနောက်တော့လားဆိုလိုတာကတရားစကားနဲ့ပြောရင်ပြင်းလားပေါ့ကောင်းတဲ့အလို့ဆိုပြင်းလားတိတ်ဆိတ်နေတဲ့နေရာမှာနေရမယ်ဆိုရင်ပြင်းလားကောင်းတဲ့အာယုံပေါ်မှာအာယုံပြုတ်ရမယ်ဆိုရင်တွန်းဆုတ်လားစိတ်ကလေးညီအောင်ထားခြင်းတွန်းဆုတ်လား အဲ့ဒီတွန်းဆုတ်လာတဲ့သဘာဝကိုဖြိနာမိတ်္တလို့ခေါ်တာ